ါရှင်။နေ့စဉ်ထွက်ရှိတဲ့သတင်းစာ channel တွေကကောင်းနှုတ်ရရသတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပေးတဲ့သတင်းစာဘောကဖတ်စရာအစီအစဉ်စတင်မှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျွန်တော်အာကာနဲ့ကျမခင်းမီဆိုကတင်ဆက်ပေးမှာပါ။ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ဟိုအားပထမဆုံးဒီမျက်နှာဖုံးသတင်းတွေပါအများကြီးရှင်းထားလိုက်ကို။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီပထမဆုံးမြန်နှဖုံးသတင်းအနေနဲ့ပေါ့နော်ပြည်မြန်မာနေ့စဉ်သတင်းစာရဲ့မြန်နှဖုံးမှာပါတဲ့ရေကူးတင်တာကိစ္စနဲ့ပတ်သက်၍ဖွဲ့စည်းပုံအခြေခံဥပဒေတာမကလူ့ကျေးဝင်ဖောက်ပြမိပါကနှုတ်ထွက်ပေးမိဟုဥယျာထွတ်ပြောပြီးဆိုတဲ့ခေါင်းစဉ်လေးပါခင်ဗျာ နောက်တစ်ခုကတော့ဒီ70 daily သတင်းစာရဲ့မျက်နှာဖုံးပါပါခင်ဗျပညာရေးဥပဒေကြမ်းပြင်ဆင်ချက်52ချက်ဖြင့်လွှတ်တော်အတည်ပြုဆိုတဲ့သတင်းလေးပါခင်ဗျနောက်တစ်ခုကတော့ daily 11သတင်းစာရဲ့မျက်နှာဖုံးမှာပါတဲ့သတင်းလေးတစ်ပုဒ်ပါခင်ဗျဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ကကြီးပါပြင်ဆင်ချက်များပါရှိသည့်ဥပဒေကြမ်းကိုကိုယ်စားလှယ်85ဦးဆွေးနွေးရန်စီရင်ပေးထားပြီးဇွန်23တွင်စတင်ဆွေးနွေးမည်ဆိုတဲ့သတင်းကောင်းစင်လေးတွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ညီမတို့ဒီနေ့အတွက်အေဒါအဘောဗားများရွှေထားလိုက်ခင်ဗျာ ဆက်ပါအာဒီနေ့ထုတ်လေးလေး The Voice Daily သတင်းစာရဲ့စာမျက်နှာ6မှာပါတဲ့အစင်တန်းမြင်တော့ပြည်သက်ဖြစ်ပါသည်ဆိုတဲ့ကောင်းစဉ်နဲ့ဒီအရာပေါ်လေးရွေးချယ်ထားပါတယ်မကြသေးခင်က PC တော်တော်အရှိတောင်အရှာအသက်23နှစ်အောက်အမျိုးသားဘောလုံးဘူလူပွဲတွင်ဒုတိယငွေတစိမ့်ဆုဖြင့်သာကြီးနက်ခဲ့ရသောမြန်မာလက်ရွေးစဉ်လူငယ်အသင်းကစားသည့်ပွဲတိုင်းတွင်စင်ကာပူရောက်မြန်မာများသာမကမြန်မာနိုင်ငံမှပင်တကူးတကသွားရောက်အပိတ်ခဲ့ကြတဲ့ပြည်သက်များ၏အစင်တန်းနှင့်အခန်းကဏ္ဍမှာလည်းအထူးအရေးကြီးသည့်နေရာတွင်ရှိခဲ့ပါတယ်တဲ့ ထို့အပြင်ရန်ကုန်မြို့တော်မန္တလေးမြို့တော်အပါအဝင်မြန်မာနိုင်ငံအနှံ့အပြားရှိမြို့ကြီးများနဲ့မြို့နယ်အသီးသီးတို့မှာလည်းတဲ့ LED ပုံများပိတ်ကားများဖြင့်ပြသခြင်းကိုလာရောက်အားပေးကြည့်ရှုကြတဲ့တောင်းချီသိမ့်ချီပြည်သူများ၏အားပေးမှုမှာလည်းတလားကျော်ခန္ဓာလေးကျင့်ကြံရပြီးပြိုင်ပွဲမတိုင်မီပံ့ပိုးအားပေးမှု ထုတ်တဲ့ခဲ့သည့် U23 အသွင်းအတွက်အထူးအားစေးသပွဲဖြစ်သွားစေခဲ့ပါတယ်တဲ့။ရခိုင်ကမြန်မာနိုင်ငံမှာအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ဒေသအဆင့်ဘောလုံးပြိုင်ပွဲများမှာပရိသတ်များ၏မရေမကြေးပြုမှု၊အော်ဟစ်မှုများကြောင့် FIFA ကမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကိုတဲ့ဒဏ်ငွေတိုက်ရိုက်ခဲ့ရုံသာမကခြေစစ်ပွဲများတွင်အင်ကွင်းအဖြစ်လက်ခံခွင့်မှာတဲ့ပိတ်ပင်ခံခဲ့ရပါတယ်တဲ့။ အထူးသဖြင့်မြန်မာအသင်းရှုံးနိုင်သောပြိုင်ပွဲများတွင်အော်ဟစ်ဆဲဆိုခြင်းဘောလုံးပွဲနှင့်မဆိုင်တဲ့အတိတ်သမိုင်းဖြစ်ရက်တွေကိုအခြေပြုပြီးတဲ့မလျော်မကန်စကားလုံးများရုပ်ပုံများဖြင့်ဧည့်သည်အသင်းများအပေါ်ရန်စားတဲ့ကဲ့သို့ပြုမှုခြင်းထိုင်းကုံများကိုချိုးဖက်ပျက်စီးခြင်းနိုင်ငံတော်အလံကိုမီးရှို့ဖျက်ဆီးခြင်းကဲ့သို့အကြမ်းဖက်ဆန်တဲ့လုပ်ရများဖြင့်အမျိုးကုံဇာတိကုံကိုညှိုးနှွမ်းစေခဲ့ပါတယ်တဲ့ယနေ့စင်ကာပူမှာကျင်းပတဲ့အရှိတောင်အာရှအာကစားပြိုင်ပွဲဝင်မြန်မာဘောလုံးအသင်းပွဲစဉ်များမှာတဲ့တရှိသူပြိုင်ပွဲများက စည်းကမ်းတကြယဉ်ကျေးတကြသာမျှတစွာအားပေးခြင်းလူကြီးလူကောင်းဆက်ဆံအောင်ပွဲခံခဲ့ခြင်းပွဲပီးသည့်အခါမိမိတို့ဆွန့်ပစ်ထားတဲ့အမှိုင်းတရိုက်များကိုပြန်လည်ကောက်ယူပြီးအရှုံးကိုချိန်နှက်စွာလက်ခံကငွေတစိမ့်စုဖြင့်ပြည်တော်ပြန်လာတဲ့လူငယ်အားကစားသမားများကိုချန်ပီယံရွှေတစိမ့်စုရရတဲ့ကဲ့သို့တောင်းတဖြဖြကျူးဆိုခြင်းမှလည်းရခင်ကာလများနဲ့များစွာခြားနားသွားခဲ့တာဖြစ်ပါတယ်တဲ့။ စင်းစစ်အပြင်ဘိုလ်လူပွဲမှာရှုံးနေရငွေတစိမ့်စုသာရရှိခဲ့သော Ukraine 3အသင်းကိုတဲ့မြန်မာပြည်သက်ဘက်က Champion ကဲ့သို့ကြိုဆိုခြင်းမှာတဲ့အားကစားစိတ်တဲ့အပြည့်ဖြင့်ရိုးသားစွာစီကန်းရှိသောတန်ရှင်းစွာဇွဲနဲ့ရေကုန်ရေခဲမခိုမကပ်စ조사သွားခဲ့သည့်ပြိုင်ပွဲဝင်စိတ်တဲ့နေတဲ့စီလုံးညင်ညွတ်မှုကိုအစင်တန်းရှိရှိအားပေးကဂုံယူအတိမှတ်ပြုခဲ့ကြတဲ့နာဖြစ်ပါတယ်တဲ့စီကန်းရှိပြီးအစင်တန်းမြင့်နဲ့ အထက်တန်းကြသောပရိသတ်ဤလှလိုက်လဲလဲအပေးမှုသည်တဲ့နောက်နှစ်နောက်နှစ်များတွင်လည်းချန်ပီယံဆုရရှိဖို့အကောင်းဆုံးခွန်အားများဖြစ်စေပြီးအပြန်အလှန်အဖြစ်ချန်ပီယံစိတ်ဓာတ်ဖြင့်မဆုံးမနစ်ကြိုးစားအပေးကြသော U23 ကဲ့သို့ကစားသမားများသည်လည်းအစဉ်တန်းရှိသောပရိသတ်များဖြစ်စေရန်အထောက်အကူပြုနေပါတယ်တဲ့ ကျင်းစစ်အဖြစ်ယနေ့နေ့နောက်အနာဂတ်မှာတွေ့ကြုံရမည့်မိတို့တော်ပြိုင်ပွဲရှင်ပြိုင်မှုမျိုးကိုမဆိုတရားမျှတမှုရှိရှိနဲ့တန်ရှင်းရိုးစားစွာစ조사ရှင်ပြိုင်သူများတွေ့မြင်လိုပါကအပိတ်ထောက်ကန်အဆိုပြုကြမည်ပြည်သက်များကလည်းရင်ရင်ကြည်ကြည်နဲ့မျက်မျက်တက်တာလူကြီးလူကောင်းဆက်ဆက်အစင်တန်းမြင့်မြင့်အပိတ်တက်ရန်လည်းအရေးကြီးကြောင်းပြောဆိုလိုရင်းဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါလည်းမှန်ပါတယ်ကျွန်တော်တို့ဒီဘလူပွဲနေ့တုန်းကလည်းပေါ့နော်မြန်မာအသင်းငွေစေးရောက်သွားတော့ကျွန်တော်တို့ဒီအလီတီဘုတ်တင်နဲ့ပြတဲ့နေရာတွေ ပေါ့နော်ပြိသက်စုယုံတဲ့နေရာတွေမှာပြိပခါတွေများရှိမလားလို့ဟိုဆိုရင်ခဲ့ပြီမဲ့ဘာမှမဖြစ်ပဲနဲ့အေးချမ်းချမ်းပြောတာအလွန်ကောင်းပါတယ်နောက်ပိုင်းနေမှာကျွန်တော်တို့အင်ရှင်အဖြစ်လုပ်တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးအားပေးနိုင်မယ်ဆိုတာတော်တော်ဟိုဟိုဂုဏ်သိက္ခာရှိရှိနေပေါ့နော်ကောင်းမွန်မဲ့အခြေအနေလေးတစ်ခုပါပဲခင်ဗျာဟုတ်ကဲ့ပါဟုတ်ပါရှင့်အဲ့ဆိုဒီနောက်တစ်ပုဒ်အနေနဲ့ရောအကိုပါမင်းထပ်ပြီးရွေးစမ်းဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီ daily level သတင်းစာရဲ့စာမျက်နှာ9မှာပါတဲ့သတင်းလေးတစ်ပုဒ်ကိုရွေးထားပါတယ်ဒေါန်ဆန်းစုကြည်ဤ80ပြည့်နှစ် မွေးနေ့ထိမ့်မှရန်ကုန်မြို့တွင်ပြုလုပ်မည်ဖြစ်ရာဒေါအောင်ဆန်းစုကြည်တက်ရောက်မည်ဆိုတဲ့သတင်းလေးပါခင်ဗျာဇွန်16ရက်တွင်ကြာရောက်မည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်အသက်80ပြည့်နှစ်မွေးနေ့ထိမ့်မှခန္ဓာကိုရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိတော်ဝင်နှင်းစီ၌ဇွန်27ရက်တွင်ကျင်းပမည်ဖြစ်ရာဒေါအောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ကြောင်းသတင်းရရှိသည်အဆိုပါမွေးနေ့ပွဲထိမ့်မှခန္ဓာကိုဇွန်27ရက်နေ့9နာရီမှ10နာရီထိကျင်းပသွားမည်ဖြစ်ပြီး တန်တမန်များနဲ့နိုင်ငံတကာအဖွဲ့အစည်းများကိုဖိတ်ကြားထားကြောင်းသိရသည်ဆိုပြီးတော့ရှင်းသားဖော်ပြထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတော်ဝင်နှင်းစီကဥဆုံညွန်ကပြောထားတာပေါ့။စကုတ်ရက်ကပြည်သူ့လွှတ်တော်မှာသူတော်ဝင်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက်ဒေါန်ဆန်းစုကြည်ကနိုင်ငံတော်ဝန်ကလွဲလို့ကျမ်းမာရေးအရာလွဲလို့ရှိရင်လွှတ်တော်တက်တာပြက်ကွက်ဖို့တော်တော်လေးခရင်ပါတယ်။အဲ့ဒီနေ့မှာမွေးနေ့ကြာရောက်ပြင်ကြာရောက်တော့ညာလဲလွှတ်တော်ကျင်းပတဲ့ရက်ဖြစ်နေတဲ့အတွက်ကြောင့်နေပြီးတော့မှပဲအချင်းချင်းပြီးမွေးနေ့ပဲလေးလုပ်ပါမယ်။ အဲ့ဒီညနေမှာနေပြည်တော်ကနေရန်ကုန်ကိုလေယာဉ်နဲ့လာပါမယ်။လာပြီးတော့စနေနေ့20ရက်နေ့မှာပါတီညီလာခံဘိုးကော်မတီစီဝေးရှိပါတယ်။စီဝေးတက်ပြီးအဖွဲ့မေကွန်ပြောဖို့ရှိပါတယ်။ဆိုပြီးတော့ပြောထားပါတယ်။ဒါဆက်ပြီးတော့ပြောထားတာပေါ့နော်။20ရက်နေ့တနင်္ဂနွေနေ့ကျရင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွနစ်ထိမ်မက်ကိုတဝင်းနှင်းစီမှာကျင်းပပါမယ်။ရန်ကုန်မြို့လေးမှာရှိတဲ့တပ်မတော်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်း90ကိုဖိတ်ထားပါတယ်။ဘိုးကော်မတီဝင်120ရှိပါတယ်။ အဲ့ဒါဖိတ်ထားပါတယ်နောက်ရန်ဘူကော်မတီဝယ်30ကိုဖိတ်ထားပါတယ်ဘ ਹੁ လုပ်ငန်းအဖွဲ့တွေဆိုတာလည်းရှိပါတယ်တဘာပုံညင်ထင်းသေးတို့ပညာရေးကျမ်းမာရေးတို့အဲ့ဒါ90ဖိတ်ထားပါတယ်သူတို့ပုဂ္ဂိုလ်ရေးအထူးဖိတ်ကြရမယ့်ဧည့်သည်ကတော့ဆရာလောက်ပဲရှိပါတယ်ဆိုပြီးတော့ဒါအစိုးရကပြောထားပါတယ်ဒေါန်ဆန်းစုကြည်အသက်90ပြည့်နှစ်မွေးနေ့ထိမ့်မှအခမ်းအနားတွင်ပန်းရလန်းအဖွဲ့မှဖြောပြမှုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်အဆိုပါဒေါန်ဆန်းစုကြည်အသက်90ပြည့်နှစ်မွေးနေ့ထိမ့်မှအခမ်းအနားကျင်းပ နေမှုအားပြည်သူများကြည့်ရှုနိုင်ရန်အတွက်အခမ်းအနားကျင်းပရာနေရာအနည်းရှိတော်ဝင်နှင်းစီဝင်းအတွင်းနှင့်ရွှေကုန်းတိုင်းလမ်းမကြီးတွင် LED ဘုံများထားရှိ၍ဓာတ်ရိုက်ပြတ်တပေးသွားမည်ဖြစ်ပြီးအလှူရှင်များကစတုဒီတာများဖြင့်အခက်အခဲဖြစ်ကြောင်းသိရသည်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီညီမဒုတိယတပုတ်အနေနဲ့ဗာများရွှေထားလဲခင်ဗျာဟုတ်ကဲ့ပါအကိုညီမကဒီနေ့ထုတ်ဒီ7 day နေ့နေ့တဲ့တင်ပြပို့ရွေးချယ်ထားပါတယ်ကျောင်းသားနှင့်ဝန်ရံပြည်သူများပြန်လှုပ်ပေးရန်နှင့်လေးပွင့်ဆိုင်သဘောတူညီချက်အကောင့်ထယ်ဖွင့်ရန်တောင်းဆိုရတဲ့ကောင်းစဉ်လေးပါ ပညာရေးလှုပ်ရှားမှုကြောင့်ဖန်ဆီးခံရတဲ့တပိတ်မှောက်ចောင်းသားများနဲ့ဝမ်းရံပြည်သူများကိုအမြန်ဆုံးလှုပ်ပေးရတဲ့လေးဝန်းဆိုင်တွဲဆောင်ဆွေးနွေးမှုမှာသဘောတူညီချက်များကိုအမြန်ဆုံးကောက်ထည်ဖော်ပေးရန်ဇွန်လ18ရက်မှာပြုလုပ်တဲ့မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာဒုတိယအကြိမ်ညီလာခံကတောင်းဆိုခဲ့ပါတယ်တဲ့။ ဒုတိယအကြိမ်ညီလာခံကိုရန်ကုန်မြို့မယန်းကုန်းမြို့နယ်ရှိမြင်းမြင်းခရစ်ယာန်မိတ္တဟာရခမ်းမ၌ဇွန်လ16ရက်နေ့မှာစတင်ကျင်းပခဲ့ပြီးပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNE အဖွဲ့ဝင်ဒေါက်တာသိန်းလွင်ကအဆိုပါတောင်းဆိုချက်နှစ်ချက်ကိုတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်တဲ့ဒီ ဒုတိယညီလာခံမှာ NNI ရဲ့လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်တောင်းဆိုချက်နှစ်ရက်ကိုတင်သွင်းခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီနိုင်ငံထူထောင်ပြီးငြိမ်းချမ်းရေးရဖို့အတွက်ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ကိုလုပ်ရမှာပါတဲ့။ပညာရေးပြုပြင်ပြောင်းလဲမှုကိုဘယ်ပါတီဘယ်အဖွဲ့စီဘယ်အာဏာကမှလုပ်မယ်ဆိုတာကိုမစောင့်နိုင်ပါဘူးတဲ့။ ကျွန်တော်တို့ကလေးတွေအရေးသွင်းပြေးဝရပညာကိုနေ့စဉ်နဲ့အမြလိုအပ်နေပါတယ်အဲဒါကြောင့်ချက်ချင်းလုပ်ဖို့လိုပါတယ်ဆိုပြီးဒေါက်တာသိန်းတွင်ကထည့်သွင်းပြောကြားသွားပါတယ်တဲ့ဒုတိယအကြိမ်ညီလာခံမှာပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးငြိမ်းချမ်းရေးတိဆောက်ရေးနဲ့ဒီမိုကရေစီရေးအတွက်ခေါင်းစဉ်အလိုက်ဆွေးနွေးပွဲများကိုနေပယ်အသီးသီးကပညာရှင်များတက်ရောက်ဆွေးနွေးသွားကြတာပါတဲ့ဒီပွဲမှာပညာရေးကလူသားအလုံးအတွက်အရေးကြီးဆုံးသောအခြေခံအခွင့်အရေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမယ်။ပြီးရင်လက်ရှိလွှတ်တော်မှာဆွေးနွေးနေတဲ့အမျိုးသားပညာရေးဥပဒေကတစ်မျိုးသားလုံးအတွက်ဘလောက်အထိ ဘလောက်အထိလက်တွေ့ကြကြအကျိုးရှိမဲ့ဥပဒေဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကိုလည်းဆွေးနွေးသွားမှာပါဆိုပြီးစနေဘက်မှာပါဝင်ခဲ့တဲ့အနေနဲ့အဖွဲ့ဝင်ဒေါက်တာညိုညိုတင်းကပြောဆိုလိုက်ပါတယ်တဲ့သုံးရကြပြုလုပ်တဲ့မြန်မာနိုင်ငံပညာရေးစနစ်ပြည်ပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာဒုတိယအကြိမ်ကြီးလာခံအပြီးမှာရှေ့ဆက်လှုပ်ဆောင်မှုအစီအစဉ်များနဲ့ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုကိုလည်းဇွန်လ20ရက်နေ့လယ်တွင်ပြုလုပ်မည်ဖြစ်ပါတယ်တဲ့ အရင်တော့က NNER ရဲ့ဖွဲ့စည်းပုံကရန်ကုန်မှာအခြေခံပြီးလှုပ်ရှားတာဆိုတော့ပုံပေါ်ပေါ်ပါပဲပြုလုပ်ထားပါတယ်တဲ့အခုကနေအဖွဲ့စည်းတွေပါအားကောင်းအောင်ဖွဲ့စည်းပုံကိုဘယ်လိုဖြစ်စေချင်လဲအနာဂတ်အစီအစဉ်တွေကိုလက်ရှိဆွေးနွေးနေတဲ့ခေါင်းစဉ်တွေမှာမူတည်ပြီးဆက်ပြီးတော့ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေကိုနေအဖွဲ့ရဲ့တာဝန်ခံနိုင်မဲ့တာဝန်ယူနိုင်မဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့လုပ်သွားမှာပါလို့ NNER အဖွဲ့ဝင်ဦးစိုးထွန်းကပြောလိုက်ပါတယ်တဲ့ ပညာရေးစနစ်ပြည်ပြောင်းပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်အနေနဲ့ပထမအကြိမ်ညီလာခံကိုရန်ကုန်မြို့မယန်းကုန်းမြို့နယ်ရှိမြန်မြန်ခရစ်ယာန်မိတ္တဟာရခမ်းမ၌2023ခုနှစ်ဇွန်လမှာကျင်းပပြုလုပ်ခဲ့ပြီးပညာရေးမူဝါဒမူကြမ်းတရက်ကိုရေးဆွဲခဲ့ရဖြစ်ပါတယ်တဲ့အဲကျွန်တော်နောက်တစ်ပုဒ်အနေနဲ့ဟုတ်ကဲ့ဆန်တော်ချိန်နေ့စဉ်သတင်းစာရဲ့ဒီမြန်မာဖုံးမှာပါတဲ့သတင်းလေးတစ်ပုဒ်ကိုရွှေထားပါတယ်ခင်ဗျာရှိကူတန်လင်းဆက်ယုံတင်တာခေါ်ယူမှုအပေါ်ဥယျာထွန်းနှင့်လွှတ်တော်ကိုယ်စားလှယ်များညင်းပွားဆိုတဲ့သတင်းလေးပါခင်ဗျာပြည်ကြ ాయి ဝန်ကြီးဌာနပိုင်းရှိကူတန်လင်းဆက်ယုံဟောင်း ဝင်းမြေဧက90ခန်းကိုပုဂ္ဂလိကတို့အပြေးပိုင်လွှဲပြောင်းပေးရန်တင်နာခေါ်ယူမှုနှင့်ပတ်သက်၍လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်ချ ాయి ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးရထွတ်တို့အကြားအခြေတင်အငင်းပွားမှုများဖြစ်ပွားခဲ့သည်ဇွန်16ရက်တွင်ကျင်းပသည့်ပြည်တော်စုလွှတ်တော်၌ပြည်တော်စုလွှတ်တော်ကဆိုင်ငံ့ရန်အတည်ပြုထားသည့်အဆိုပါစီမံကိန်းတင်နာခေါ်ယူမှုနှင့်ပတ်သက်၍ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင်ရင်းကဲ့သို့အခြေတင်အငင်းပွားမှုများပေါ်ပေါက်ခဲ့ပြီးနောက်ဆွေးနွေးမှုကိုမှတ်တမ်းတင်ကြောင်း ပြောင်စုလွှတ်တော်နိုင်ကသူတို့ဥွှေမင်္ဂလာကြီးညာခဲ့သည်တဲ့။ဒါနဲ့ပတ်သက်ပြီးတော့ဥရထွတ်ကပြောထားတာပေါ့နော်။နာကာကြီးကမှတ်တမ်းတင်လိုက်တဲ့ဆိုတော့ဘလုံးမမသိသေးဘူး။သို့တော့ကျွန်တော်တို့ဟိုတနည်းကခမည်းတော်ကိုရှင်းပြတယ်လို့ပဲ။ကျွန်တော်တို့ကအစိုးရအဖွဲ့စည်းတောင်ဘာမှမတင်ရသေးဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့စီတင်တာတွေကအခုထိမရောက်သေးဘူးဆိုပြီးတော့မှတ်တမ်းတင်ကြောင်းကိုကြီးညာပြီးမှဥရထွတ်ကပြောထားပါတယ်ခင်ဗျ။အဆိုပါစီမံကိန်းအားဆိုင်ငံ့ထားရင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းကအရေးကြီးအဆိုဖြစ်လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်ပြီးလွှတ်တော်ကလည်းအဆိုကိုအတည်ပြုခဲ့ရာရှင်းကဲသို့အတည်ပြုမှုနှင့်ပတ်သက်၍စီမံကိန်းကိုနိုင်ငံတော်အတွက်ထိခိုက်နစ်နာမှုများမရှိစေရန်စီစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုဆိုရအဖွဲ့ကလွှတ်တော်သို့အကြောင်းပြန်ကြားစာပေးပို့ခဲ့သည်မြို့သားလွှတ်တော်ကိုယ်စားလှယ်ဥပုပ်မြောင်ကတကယ်စနဲ့ပတ်သက်ပြီးပြောထားတာပေါ့နော်ဒီဆိုဖြစ်ချက်နဲ့ပတ်သက်လို့ပြည်ထောင်စု ဝင်ကြီးကလွှတ်တော်မှာလာဟုတ်ဖြစ်ရှင်းတဲ့အခါမှာသူ့ရဲ့ပထမဆုံးရှင်းလင်းချက်မှာတင်တာမှာပါတဲ့လူတွေနဲ့ပတ်သက်လို့မိတ်ဆက်ပေးပါတယ်။ဒါအဓိကဘာကိုပြောလဲဆိုရင်တင်တာကိုဆက်လုပ်မယ်ဆိုတဲ့အထိပ္ပာယ်ပါဆိုပြီးတော့ဥပုံမြောင်ကမှတ်ချက်ပေးထားပါတယ်။ရင်းမှာပြည်တော်စုလွှတ်တော်နဲ့အစိုးရတို့ကြားအပြန်အလှန်ထိန်းချုပ်မှုပြက်ပြေကပြည်ကြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်ခြင်းဖြစ်၍လွှတ်တော်ကိုယ်စားလှယ်များ၏ဆွတ်ဆွဲပြစ်တင်ခြင်းခံရရွက်ရှိကြောင်း၎င်းကထပ်မံပြောဆိုသည် ထို့ကြောင့်၎င်းနေဖြင့်ဖွဲ့စည်းပုံနှင့်ညီညွတ်ချက်မရှိဘဲလှုပ်ဆောင်ခဲ့ပါကဆွဆွဲပစ်တင်နိုင်ကြောင်းဥယျထွတ်ကပြောဆိုခဲ့ပြီးဒါဥယျထွတ်ကဆက်ပြီးတော့ပြောထားတာတော့ကျွန်တော်တို့ဝေဖန်နေတဲ့သူတွေထက်ကျွန်တော်ဟာနိုင်ငံရေးစီးပွားရေးလူမှုရေးအတွေ့အကြုံတွေကျွန်တော်နည်းကောင်းနေမယ်အသက်အရွယ်အဖြစ်လည်းငယ်ကောင်းငယ်မယ်ဒါပေမဲ့ဘယ်သူမှမစိုးကိုချင်းတရားနဲ့ပတ်သက်လို့ကျွန်တော်မှတ်ကြောက်တင်နိုင်တယ်ကိုချင်းတရားမှာတော့အလုံးကိုရှင်းရဲတယ်ဆိုပြီးတော့ဥယျထွတ်ကပြောထားပါတယ်ထို့သောအခြေတွင်ဆွဆွဲမှုများနဲ့ပတ်သက်၍အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဥလားဆွေကလွှတ်တော်နဲ့အစိုးရတို့ကြား အပြန်အလှန်လေးစားမှုအားနည်းခဲ့၍ပေါ်ပေါ်ရောက်ခြင်းဖြစ်ပြီးဆိုရအနေဖြင့်အရေးပါသည့်ကြီးစားစီမံကိန်းလုပ်ငန်းများကိုလွှတ်တော်သို့ကြိုတင်အတိပေးညှိနှိုင်းမှုများပြုလုပ်တင်ကြောင်းသုံးသပ်ပြောဆိုသည်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလည်းဒီပြည်တော်စုဝင်ကြီးနဲ့လွှတ်တော်ကိုယ်တော်လည်းဒီ မနေ့ကလွှတ်တော်မှာအငင်းပွားနေဟုတ်ကဲ့ပါကိစ္စလေးပါခင်ဗျာနောက်ဆုံးစီစဉ်နေနဲ့ညီမဘာများရှိထားလဲခင်ဗျာဟုတ်ကဲ့ပါဒီနေ့ထုတ်ဒီပြီးမြန်မာနေ့စဉ်သတင်းစာရဲ့စာမျက်နှာ6မှာပါတယ်ဒီကတ်တုန်းလေးတစ်ပုဒ်ကိုရွေးချယ်ထားပါတယ်ဟုတ်ကဲ့ပါဒီကတ်တုန်းမှာတော့ဒီလင်းမယားနှစ်ယောက်ပေါ့နော်ဒါပေမဲ့သူတို့နှစ်ယောက်အနောက်မှာတပ်ပုံလေးချိန်ထားရတော့ခေါင်းပေါင်းနဲ့တိုက်ပုံနဲ့ဒီလိုတပ်ပုံလေးချိန်ထားတာပေါ့မိမပြောလိုက်တာတော့ရှင့်ကိုအရေးကြီးအဆိုတင်သွင်းစရာရှိလို့တဲ့အဲ့နဲ့ဒီဘက်ကရောက်ကြတော့မိမကလည်းကွာလင်းမယားအချင်းချင်းပဲဟာရိုးရိုးပြောလဲရပါတယ်တဲ့ အဲရှင်တို့ကအရေးကြီးဆိုဆိုမှစိတ်ဝင်စားတတ်ကြလို့လေဆိုပြီးတော့လွှတ်တော်မှာဟိုအဆိုတင်တာတွေနဲ့ပတ်သက်ပြီးတော့ခုနောက်ပိုင်းမှာအရေးကြီးအဆိုအရေးကြီးအဆိုအနေနဲ့တင်သွင်းကြအောင်ဟုတ်ကဲ့လာတော့ဒါလေးကိုဟုတ်ကဲ့ဟိုဝေဖန်ဟိုတရားရေးသားထားလိုက်ပါခင်ဗျဟုတ်ကဲ့ပါဒီကတော့လေးနဲ့ပဲဇွန်လ19ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းမှုရာသတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပြီးတဲ့သတင်းစာဘောကဖတ်စရာအစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ် DVB ကိုကြည့်ရှုနေကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်